Chevy ကတော့သူ့ရဲ့ cover ဒီ version တစ်မျိုးကိုထပ်ပြီးမိတ်ဆက်ပေးလာပြန်ပြီဒီကားကတော်တော်လေးကို aggressive ဆန်ဆန်နဲ့အရိုင်းဆန်တယ်လို့ပြောရမလားသူ့ရဲ့ horsepower ကြီးက1250တောင်ရှိတယ်အဲ့တော့ဒီကားက super car မဟုတ်ဘဲနဲ့ hyper car လို့တော့ခေါ်ရင်ခေါ်လို့ရအောင်မင်းအဲ့တော့ဒီကားက ZR1 8ဆိုပြီးနာမည်ပေးထားတယ်ဒီကားရဲ့ ZR1 A ဆိုတာက အရင်ကျွန်တော်တို့ Coverdi variant နှစ်မျိုးဖြစ်တဲ့ ZR1 ရဲ့နောက် e-ray ဆိုပြီးနှစ်မျိုး variant နှစ်မျိုးရှိခဲ့တယ်ပေါ့နော်အဲဒီကောင်က Z1X ဆိုပြီးထွက်လာတာအဲဒီ Z1X က e-ray လိုပဲ hybrid အနေနဲ့ထွက်လာတယ် all wheel drive အနေနဲ့မောင်းမယ်အဲ့တော့ဒီကားက Z1 ပေါ်မှာအခြေခံပြီးတော့စောက်ထားတာ Z1 ကို hybrid e-ray မှာတက်ထားတဲ့ hybrid စနစ်ကို Z1 မှာလာပြီးပေါင်းထည့်ပေးလိုက်တယ်လို့ခံစားရတယ်ဒီတိုင်းမှာပဲ engine ကတော့ Z1 မှာတက်ထားတဲ့ twin turbo TL7 V8 engine ကိုတက်ပေးထားတယ်။ horsepower က1000ကျော်အထိ1000 64 HPT ထွက်မယ်အဲ့တော့ဒီ e-ray မှာတက်ထားတယ်လျှက်စစ်မော်တာတစ်လုံးကို तू ကရှေ့ပြီးဝင်ဦးပေါ်မှာတက်လိုက်တယ်အဲ့တော့ဒီကက all wheel drive နဲ့မောင်းမယ်ဒီလျှက်စစ်မော်တာရဲ့ဆန်းဆောင်ရင်းကလည်း horsepower က160ကျော်တိရှိတယ်အဲ့တော့သူရဲ့စုစုပေါင်းရင်းကောင်ရဲ့1250တိဖြစ်သွားပြီအဲ့တော့ဒီ battery package ကတော့တည်တည်ပဲပါမယ်1.9 kWh ရှိရဲ့ battery ပဲပေါ့နော်ဒီကောင်က hybrid ဆိုပေမဲ့သူရဲ့စွမ်းဆောင်ရည်ကိုပို့ပြီးမြှင့်ဖို့အတွက်ပဲတုံးထားတာဒါစီကုံတက်တာအောင်ဘာညာတော့မဟုတ်ပြန်ဘူး ဲ့တော့ဒီကောင်ရဲ့စွမ်းဆောင်ရည်ကဘလောက်တောင်မိုက်လဲဆိုရင်0 to 100 km အောင်2စက္ကန့်အတွင်းနဲ့ရောက်မယ်အဲ့တော့တော်တော်ကြီးကိုအမြန်တဲ့ကားလို့ပြောလို့ရတယ်ဒီကားကမိုင်ဝက်ကို6စက္ကန့်အောက်နဲ့ရောက်မှာဖြစ်တဲ့အတွက်တော်တော်လေးမိုက်တယ်ဈေးနှုန်းကတော့ Chevy ကပြောသွားတာမရှိသေးဘူးဘာပဲဖြစ်ဖြစ်ဒီကားကဒေါ်လာ2သိန်းခွဲအထက်မှာပဲရှိမှလို့ခန့်မှန်းရတယ်အဲ့တော့ Mitsubishi ရဲ့ Z1 X အပေါ်အမြင်လေးကိုကျွန်တော်ရဲ့ comment box တွေမှာရေးပေးသွားကြပါဦး